ားလုံးပဲမြင်ကလာပါအခုကအမတို့နိုဝင်ဘာကုန်လတယ်နော်ဒီဇင်ဘာလမှာအမတို့ရဲ့ဒီဒီ tarot reading သဘောတရားအရာအခုဒီ reading ကိုဗီဒီယိုကိုလာကြည့်နေတဲ့သူတွေအတွက်ကို universe ကဘာတွေသိချင်လဲဘာတွေကြုံတွေ့နိုင်လဲသိသင်သိရမယ့် message ပေါ့နော်သင်သိရမယ့်အကြောင်းအရာလေးတွေပေါ့နော်သင်သတိထားရမယ့်အကြောင်းအရာလေးတွေသင်တွေ့ရောက်လာမယ့်ကံကောင်းခြင်းလေးတွေကို အမဒါလေးတဲရော့ကလေးတွေတုံးပြီးတော့အတိတ်ပဲဖော်ပြသွားမယ်ဒီ pie 1 pie 2 pie 3ပေါ့နော်အဲ့လိုမျိုးပုံစံလေးနဲ့အမတော်မှာဖြစ်တဲ့အတွက်ဒီပေးထားတဲ့ပုံလေး၃ခုတည်းကကိုရဲ့ဒီအာယုံကြရအာယုံကြအကြဆုံးပုံလေးကိုစူးစူးဆက်ဆက်ကလေးနဲ့ရွေးချယ်ပေးပါ pie 1 pie 2 ဖိုင်း3နော်တင်ပေဘိုင်းကိုရွေးမလဲဆိုတာကိုအဲကိုပျက်စီလေးကိုမှိတ်အတဝဝရှူပြီးလို့ရှိရင်ဖိုင်းလေးတစ်ခုကိုကျေစုပြုပြီးတော့ရွေးပေးပါနော်ပြီးလို့ရှိရင်တို့ဒီပက်ကက်ဖိုင်းလေးတွေကိုတစ်ခုချင်းရှင်းသွားမှာဖြစ်ပါတယ်အဲ့တော့ကြေရွေးပြန်ကိုနဲ့ energy ကတ်ခဲ့တယ်ဆိုလို့ရှိရင်ဒါဒီ video တဲ့အတွက်ပါကြေရည်မြန် energy မကိုက်ခဲ့ဘူး resonate ပဲမဖြစ်ခဲ့ဘူးဆိုရင်လည်းအမှောက်ကိုခွင့်လွှတ်ပါ အဲ့လို့ဆိုအမကဒီ generally အဟောရတဲ့အတွက်ပေါ့နော်အတက်နိုင်ဆုံးတော့ energy ကိုက်ပါစေလို့မှဆုတောင်းပေးပါတယ်ဒါမဲ့ဖိုင်လေးက5ဖိုင်1ဖိုင်1သမားလေးတွေအမရှာဖာတေချာလုပ်ထားပါတယ်ကလေးတွေဖိုင်ုံစိုက်ပေးပါနော်အဲ့တော့ပထမဆုံးကြားတဲ့ကက်ကလေးကတော့ဒါမင်းရဲ့ energy ပေါ့နော် မင်း energy ပါဆိုလို့ရှိရင် king so cups เนาะ king so cups king so cups ရဲ့သဘောတရားကတော့ဘယင်တပားပေါ့ကွယ်ဘယင်တပားမျက်နာရောနည်းနည်းရှစ်ခေါက်ချူးနေเนาะနောက်မှလည်းငားလေးတွေရှိတယ်ရုပ်တရက်ကြည့်ရင်တော့လည်းအဆင်ပြေနေတယ်ပေါ့เนาะဒါပေမဲ့လို့တော့လောကဒဏ်ကိုနည်းနည်းလေးရင်ဆိုင်ရတယ်ရင်ဆိုင်ရနိုင်မယ်ပေါ့ကွယ်လောလောဆယ်လက်တလုံးမှလည်းရင်ဆိုင်ရတယ် ဒီဒီဇင်ဘာလမှာလည်းနည်းနည်းတော့မတိမငြိမ်ဖြစ်မဲ့အနေထားလေးတွေတော့တွေ့ရတယ်။ဒါပေမဲ့လို့မဆိုရင်မှနဲ့အဲဘယင်တို့မြည်သည်ဘယ်အရာကိုမဆိုတို့ကအဲကြော့ဖြတ်သွားနိုင်နေဆိုတဲ့အနေထားရှိတာပေါ့နော်။အဲ့တော့သူထိုင်နေတာကိုကပနေတလုံးပေါ်မှာထိုင်နေတယ်ပနေပေါ်မှာထိုင်နေတယ်ခွက်တလုံးကိုကင်ထားတယ်ဒါပေမဲ့သူ့ရဲ့အောက်မှာလှိုင်းထန်နေတဲ့ရေပြင်ရှိနေတယ်ဘာလို့လှိုင်းထန်မလဲသူကြည့်ရအောင်နော်။ ော့ဒီဖိုင်ဝါလေးတွေကိုရွေးထားတဲ့သူပေါ့နော်သူ့ကို universe ကပါပြောခြင်းလဲဆိုတော့နည်းနည်းတစွတ်ထိုးတစောက်ကန်လောက်တက်တဲ့အကျင့်လေးတွေကိုပြင်ပေးပါတဲ့နော်ဘယ်ရာမဆိုရှူးရှူးတိုင်းတိုင်းနေပေါ့ကွအဲ့လိုမျိုးလေးတို့မြင်းမြန်ဆန်ဆန်လောက်တက်တဲ့မြင်းမြန်ဆန်ဆန်ဆုံးဖြတ်တက်တဲ့ဘာဖြစ်ဖြစ်လောက်လိုက်မယ်ဟာသူ့ဘသူမှချင်းမှမှန်ချင်းမှန်ဆိုရက်ဟာကအဲတို့ ည်းနည်းလုံးဆိုင်သွားတဲ့ဒီ night of sweat ဆိုတာလေးကဒီဓာတ်တစ်ချောင်းကိုကင်ပြီးတော့လုံးဆိုင်ပြီးတော့ပြေးတာပေါ့နော်အဲ့တော့ခြေခောက်လည်းလဲနိုင်တယ်ချော်ပြီးလည်းလဲနိုင်တယ်ရုပ်တရက်မတော်တဆ accidentally များလည်းဖြစ်သွားနိုင်တယ်ဆိုတဲ့အခါကျတော့အမကဒါလေးကိုဘယ်လိုသတိပေးခြင်းလဲဆိုတော့ဒီဒီဇင်ဘာလထဲမှာဘယ်ရာကိုမစိုးတို့စိတ်ကိုအေးအေးထားတည်တည်ကြာကြာစဉ်းစားဆုံးဖြတ်ပြီးတော့သွားပါ ဘာအလုပ်ကိုလုပ်လို့အေးအေးချမ်းချမ်းနဲ့တည်တည်ငြိမ်ငြိမ်လေးလုပ်ပေးပါကမူးရှူတို့လုပ်ခြင်းကတင့်မှာအဲတို့တို့အဆင်ပြေတာလေးတွေဖြစ်လာနိုင်နေဆိုတော့ဟာလေးကို universe ကတတိပေးတယ်နော်တင့်မတော့ရဘူးလားဆိုတော့လုတ်လုတ်ကမှာနော်ဘာပဲဖြစ်ဖြစ်တင်လုတ်မှဖြစ်မဲ့အရာတင်သွားမှဖြစ်မဲ့အရာဘောနော်တင်လုတ်ဆောင်မှပြီးဆုံးမဲ့ ကိစ္စတွေပေါ့ကွာအဲ့တော့ဒီပြောရရင်ကျမရေးအရာဆိုလဲဖြာနာတာတွေဖြစ်လာနိုင်တယ်ပေါ့နော် ူအေးပတ်တာတို့ပေါ့နော်အဲ့လိုမျိုးပုံစံလေးဖြစ်နိုင်တယ်အခုနေရာမှာတဲ့အဆင်မပြေဘူးအကဲပြောင်းရွှေ့ရမယ်ဆိုရင်လေသူခက်ခက်ခဲခဲပြောင်းရတော့မယ်ပေါ့ကွာအဲ့လိုအလုပ်ပြောင်းရမယ်နေရာပြောင်းရမယ်အဲသူဟိုဘယ်လိုပြောရမလဲအချစ်ပြောင်းရမယ်ပေါ့ကွာ relationship ပြောင်းရမယ်ပြောင်းတင်ပြီးဆိုတဲ့အခါမျိုးကြရင်လေပြောင်းစရာရှိတာကိုပြောင်းလိုက်ဒါပေမဲ့ အေးအေးချမ်းချမ်းတော့သွားတည်တည်ချာချာဆုံးပြတ်တော့အရာရာကိုတူတိတိငိမ့်ငိမ့်နဲ့ရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်တည့်ရဲ့ရှေ့ဆက်မဲ့လန်ခရီးပေါ့နော်အဲ့ဒီလန်ခရီးကအရာအလုံးဟာကြည်လင်နေမဲ့တာယာနေမဲ့ဒီမှာစစ်စော့ဆပ်ဆိုတာလေးကကြားထားတယ်စစ်စော့ဆပ်ဖြစ်တဲ့ဘောတရားကအမကနားလည်အောင်ပြောရမယ်ဆိုရင်တဲ့ဒီနေရာမှာတော့ဟုတ်တယ်ဒီမှာလှိုင်းထန်နေတာပေါ့နော်ဒီမှာကြည့်နော်ဒီမှာလည်းလှိုင်းထန်နေတယ်ဒီမှာလည်းလှိုင်းထန်နေတယ် တို့ရက်နေတဲ့နေရာကလိုင်းထန်နေတဲ့သွားမသားနေအရှိကိုတို့ရှစ်ဆက်သွားမသားနေအေးချမ်းတဲ့နေရာအစဉ်ပြေတဲ့နေရာကိုရောက်သွားမယ်အဲ့တော့ပြောင်းရမယ်ဆိုရင်ပြောင်းလိုက်သွားရမယ်ဆိုရင်သွားဒါပေမဲ့လို့တို့တီတီငိမ့်ငိမ့်နဲ့အေးအေးချမ်းချမ်းတော့သွားပါတော့ကမှုရှုတို့နဲ့ရှူရှူတိုင်းတိုင်းနဲ့တော့မလုံနဲ့လို့ universe ကဒါကတင့်ကိုလမ်းပေးတာပေါ့ကွာအဲ့တော့ တို့ဒီဒီဇင်ဘာလထဲမှာတိုက်ခတ်ရမယ့်အရာတွေအတိုက်ခံနေကိုကိုရံပြုမဲ့ကိစ္စတွေကိုကိုချောက်တုံးမဲ့ကိစ္စတွေအဲ့ဒါတွေကရှိနေတယ်ဆိုတော့တို့ရဲ့စိတ်ထဲမှာဖြစ်နေတဲ့ကိစ္စတွေပေါ့နော်တယောက်ထဲနဲ့အများပေါ့ကွယ်အဲ့လိုပုံစံမျိုးဖြစ်နေတာလေးတွေလေတွေ့ရတဲ့တဲ့အဲ့တော့ဘာသာရေးလေးကိုအဖကတော့ဒီဒီဇင်ဘာလမှာ ဗုဒ္ဓဘာသာဆိုလဲတည်တည်ချာချာလေးလှုပ်စီခြင်းနဲ့เนาะဘယ်အရာကိုမဆိုတို့ကစိတ်ရှိရှိနဲ့သွားစီခြင်းနဲ့เนาะဘာလို့လဲဆိုတော့ဒီဒီဇင်ဘာလထဲမှာနည်းနည်းလှိုင်းထိုင်မဲ့ကိစ္စလေးတွေရှိရဲဥပမာ relationship ပေါ့ကွယ် relationship မှာဆိုလဲအမကတော့ဟိုမြင်ရတာကဆုံးဖြတ်ခတ်တဲ့ကာလလေးတွေဖြစ်လာနိုင်တယ် အဲတို့ဘာကိုမှဆက်မလုပ်တတ်တဲ့လမ်းပြောက်သွားနိုင်တဲ့ကိစ္စတွေဒီ relationship မှာဖြစ်လာနိုင်တယ်အဲ့လိုပုံစံလေးတွေဖြစ်လာမယ်ဆိုရင်တို့ကမလျှော်မတင်းဆောင်ချူညင်းပေါ့နော်တေးသေးချာချာလေးစီစစ်ပါတေးချာလေးစိတ်အေးအေးနဲ့တွေးပါတွေးပြီးတော့တို့ကကမှုရှုလို့မလုံးနဲ့ကမှုရှုလို့လုံးရင် နောက်ဆုံးကွာဒါဒီဒီသူနဲ့ကိုနဲ့ပြတ်တောက်သွားနိုင်တဲ့အနေအထားတိကြောင်မှာ ဖြစ်သွားနိုင်တယ်အိမ်တောင်ကြီးလည်းတူတူပဲเนาะအကယ်၍မြန်တို့ဟိုတို့ခရက်ကလေးတွေထလာတော့မယ်နိုင်လေးတွေထလာတော့မယ်ဆိုရင်တက်မြက်တောင်မြင့်ညိနိုင်နိုင်နဲ့တေးတေးချာချာလေးတိုင်ပင်ဆွေးနွေးပြီးတော့မှတို့ဆုံးဖြတ်ပါအရာရာကအရာရာကဒီရုတ်တရက်ပေါ့ကွာမမျော်လင့်ပဲနဲ့ကြိုကြပျက်စီးသွားနိုင်တယ်မမျော်လင့်မဲနဲ့တက်တောက်သွားနိုင်တယ်မမျော်လင့်မဲနဲ့ဆုံးရှုံးသွားနိုင်တယ်ဆိုရက် အနေထားလေးတွေကိုအမတွေ့ရတယ်အဲ့တော့အမတိတ်တိတ်ချာချာလေးအမ်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တို့ဒီအနည်းရဲ့ထိုင်ဝမ်လေးတွေရဲ့အချစ်ရေးနဲ့ relationship ကိုအမတိတ်ချာလေးပြန်ကြည့်ပေးမယ်နော်အိမ်တောင်ရေးကိုအမတိတ်ချာလေးပြန်ကြည့်ပေးမယ်အဲ့တော့တို့တက်တက်ခလီကဆွေးလိုက်မယ်ကိုရင်းနော်အဲ့ဒီ relationship အိမ်တောင်လေးလူမှုရေးပေါ့ကွာနော်အဲ့လိုမျိုးလေးကိုအမတိတ်ချာလေးပြန်ပြီးတော့ ဆွဲလိုက်မယ်အဲ့တော့ဒီဖိုင်းဝမ်းလေးတွေရဲ့အချစ်ရည်တရားတန်ချက်တွေနဲ့ပြည့်နှက်နေတဲ့အချစ်ရည်တစ်ခုကိုဒီဒီဇင်ဘာလထဲမှာဖျက်သန်းရနိုင်တယ်အဲ့တော့ဒီမှာပုံလေးမှာပြထားတဲ့အတိုင်းပဲ six of wands ကအရှိလေဒီနောက်ကျော်ဓာတ်နဲ့ထိုးမဲ့ကိစ္စတွေပေါ့ကွာပြောရအမကတော့ဒီ ex နဲ့ပတ်သက်မလားเนาะသူ့ရဲ့သူ့ရဲ့ ီအရေးအတိတ်ကလူနဲ့မြန်အနောက်ရှက်ရှိမလားပတ်သက်မလားဒီလိုလေးတွေးတယ်ဗောနော်အဲ့တော့ဘလို့ရမျိုးပဲဖြစ်ဖြစ်တည်တည်ကြာကြာစဉ်းစားပါလို့ universe ကပြောရတယ်เนาะအဟုတ်ပြီ queen of cups เนาะအကိုကတီပလီမော်မှာထိုင်နေရပြင်မဲ့စိုးရိမ်ပူပန်နေတဲ့အနေထားကိုတွေးရတယ်ဆိုတော့အရာရာက ace of pentacle အတိတ်အတိတ်တော့အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်တဲ့နော်စစောတော့ငါအမပြောသလိုပဲနော်စစောတော့ငါသူပြောသလိုပေါ့ပဲပြောင်းလဲလိုက်မှကောင်းသွားမယ်ဆိုတဲ့ပထမတီပထမတို့ကတ်ဆွဲတဲ့အခါမှာနော်ဒီတော့မှထိုင်နေလို့တော့အဆင်မပြေဘူးနော်အခုအဆင်မပြေမှုတွေနဲ့တွေ့ရဥမာ relationship မှာဆိုလဲအဆင်မပြေမှုတွေတွေ့ရမယ်အိမ်တော်ရေးမှာအဆင်မပြေမှုတွေတွေ့ရမယ်ဒီကတ်ကတို့အိမ်တော်ရေးနဲ့ relationship နဲ့ဒီအတွက်ကိုတို့ကဆွဲထားတဲ့ကတ်ပေါ့နော်အဲ့တော့ စစမပြောတဲ့အတိုင်းပဲပြောင်းလဲခြင်းနေရှိမှဆိုရင်ပြောင်းလိုက်တာကောင်းတယ်เนาะပြောင်းလိုက်တာကောင်းတယ်အဲ့လိုဆိုလဲပြောင်းလိုက်တာကောင်းတယ်ထားဟိုအားကရီယာတမပြီးွားထားလိုက်တော့စစကပြောခဲ့တဲ့စကားကိုပြန်ဆက်ရမယ်ဆိုရင်အခုတရား relationship အတွက်ကိုတို့ကြည့်ရနော်တရားတန်ချက်တွေနဲ့အစင်မပြေမှုတွေနဲ့အခက်ခဲတွေနဲ့ကရောက်ကဆတွေနဲ့နော်ကိုယ့်ရင်ထဲမှာချိန်မိပြီးခံစားနေရတဲ့အရာတွေရှိနေတယ်တဲ့နော်အဲ့တော့ဖိုင်ဝမ်းလေးတွေ ကင်၍မြန်စွတ်ပြတ်ပြတ်တောက်သွားနိုင်မဲ့အနေထားတွေလည်းတွေ့ရတယ်ပြိုကျပျက်စီးသွားနိုင်တဲ့အနေထားတွေလည်းတွေ့ရတယ်မမျော်လင့်မဲနဲ့အဲတို့ဆုံးရှုံးသွားနိုင်တယ်ရစဲသွားနိုင်တယ်အဆင်မပြေဖြစ်သွားနိုင်တယ်ဆိုရအကြောင်းတရားလေးတွေတွေ့နေရတဲ့အတွက်အမကတော့တေးတေးချာချာစဉ်းစားဆုံးဖြတ်ပြီးတော့အလုပ်တစ်ခုကိုလှုပ်ဆောင်မှာ ်တက်မှာဖိုင်ဝမ်းလေးတွေမှာပြောင်းလဲခြင်းတွေရှိလာနိုင်တယ်เนาะအဲအကောင်ရဲ့အဆိုးရဲ့ပေါ့เนาะအဲ့လိုပြောင်းလဲခြင်းတွေဖြစ်လာနိုင်တယ်အဲ့ဒီပြောင်းလဲခြင်းတွေကလေကောင်းတဲ့ဘက်ကိုဥတီသွားနေရလို့ Dido Cups ရဲ့ Ace of Pentacles ရဲ့ကအမောက်ကိုပြပေးနေတယ်ပေါ့เนาะအဲ့တော့ဖိုင်ဝမ်းလေးတွေပြောင်းစရာရှိရင်လည်းပြောင်းတဆထုံးမလုံးနဲ့တီတီငယ်ငယ်အေးအေးဆေးဆေးနဲ့တို့ဆွေးနွေးပြီးမှ ပြောင်းစရာရှိတာကိုပြောင်းရက်တဲ့နာကိုရက်ပလိုက်သွားတဲ့နခီးကိုသွားပလိုက်เนาะဒီမှာ judgment ဆိုရက်ကက်လေးကြားထားတဲ့အခါကျတော့အမကဒီ relationship နဲ့ဒီအိမ်တော်ရင်းနေတဲ့မှာ ex ကပါဝင်ပတ်သက်လာလိမ့်မယ်เนาะဒီအတိတ်ကဖြစ်ရက်တရားနေပြီးလာပြီးတော့လှိုင်းနေရိုက်ခတ်လာတတဲ့သူတော်၎င်းကိုတော်၎င်းပေါ့နော်အဲ့ခါကျလို့ရှိရင်ပြဿနာတွေတက်လာနိုင်တယ်အဲ့တော့ဘာမှမစိုးရိမ်ပါနဲ့ ပြောင်းသွားရင်လည်းကောင်းတော့ပြောင်းလဲခြင်းဖြစ်လိမ့်မယ်เนาะပြတ်သွားလို့ရှိရင်လည်းကောင်းတော့ပြတ်စေခြင်းလို့ယူဆရမယ်တဲ့เนาะပြီးရင်ဒီအတ္တတဖန်ပြန်လဲနိုးထပြီးတော့တို့ new beginning တခုကိုစတင်မှုအတွက်ကိုအမတွေ့နေရတယ်ဒီမှာเนาะအတာ underground ကကလေးက lower very good positive เนาะအဲ့တော့ universe ကတည်းကဘာပြောချင်လဲဆိုတော့အမဒီဟာလေးနဲ့ဒီ oracle ကကလေးကိုအမတစ်ခုစွဲကြည့်လိုက်မယ် uh negatively is blocking the path from success ဟုတ်တယ်ဒီအခုရက်နေတဲ့နေရာမှာဒီ negative တွေက block လုပ်ထားတယ်တဲ့เนาะ block လုပ်ထားတယ်အောင်မြင်မှုကနေပြီးတော့ပိတ်ဆို့ထားတယ်အဲ့တော့ဆော့ဆော့ပြောသလိုအမပြောတာပြောင်းစရာရှိပြောင်းအေးအေးဆေးဆေးတီတီငြိမ်ငြိမ်နဲ့ဖြည့်ရှင်းပြီးတော့ဥပမာဘောကွယ်အမုန်းနဲ့မထားခင်းနဲ့အပြုံးနဲ့သာဆွလွတ်လိုက်ဆွလွတ်စရာရှိအပြုံးနဲ့ဆွလွတ်လိုက် ွဲခွာစရာရှိရင်လေကမှုရှုတော့ဝုံတိုင်းဝုံတိုင်းနဲ့တို့ဒေါသတကြီးမန်တကြီးနဲ့မလုံးနဲ့ပေါ့ကွာပညာသားပါပါကလေးနဲ့တို့ထားကြရှိထားခဲ့သွားကြရှိထားဟုဆက်သွားအဲ့ဒီလိုသွားလိုက်ခြင်းအပြင်တက်မှာ အောင်မြင်မှုတွေအများကြီးဖြစ်လာနိုင်တယ်တဲ့เนาะအဲ့တော့အပြောင်းလဲတွေကြုံလာနိုင်တယ်မကြောက်ပါနဲ့အဲ့အပြောင်းလဲကတင့်အတွက်ကောင်းသော ပြောင်းလဲခြင်းဖြစ်တယ်တဲ့ This situation will reset in good karma ။အော်ဒီ situation ကဒီဖိုင်ဝမ်းလေးတွေเนาะအဆင်ပြေချောမွေ့သွားလိမ့်မယ်။ဘာမှမပူနဲ့ဒီ situation ကတင့်ကိုကန်ကောင်းဖို့အတွက်ကိုတွန်းပို့နေတဲ့အရာတွေเนาะစစောတော့ဟာတို့ ကြက်လာတဲ့ကက်ကလေးအဖြူနဲ့အမဲနဲ့အမဲပြီးရင်အဖြူလာတော့မယ်အဲ့တော့ဟုတ်ပြီဒီ next future မှာ nearly future ပေါ့ဒီဇင်ဘာပေါ့ကွာเนาะအဲ့ဒီမှာနှစ်ကုန်ပိုင်းမှာဆိုတက်မှာပြောင်းလဲတွေလာမယ်အဲ့အပြောင်းလဲတွေမကြောက်နဲ့အဲ့ဒါကိုတီတီငင်ငင်နဲ့တူကြော်ဖြတ်ပဲကြော်ဖြတ်ပြီးရင် lower good ခါမှာပေါ့เนาะကောင်းသောဒီ situation တွေလာတော့မယ်ဆိုတဲ့အတွက် final လေးတွေ fighting ဘာလို့လဲဆိုတော့အခု ဟာကိုကြက်ကြက်ခံပြီးတော့ရင်ဆိုင်လိုက်ပါဖြစ်ရှင်းလိုက်ပါပြောင်းလဲပလိုက်ပါတယ်เนาะဒါဆိုရင်ဖိုင်ဝါလေးတွေအဲဒီနေရာမှာပဲအမဆုံးတက်လိုက်မယ်ဖိုင်ဝါလေးတွေအစဉ်ပြေချုံးမိပါစေဘေးရခတ်သိမ်းနေပါစေเนาะဆက်ဆက်ရပြည့်လဲပါစေလို့အမဆုတောင်းပေးပါရယ်ဒီပြည့်လဲနဲ့ဖြစ်ရှင်းနိုင်ပါစေရှင်ကဲ fine tool လေးတွေပေါ့เนาะ fine tool လေးတွေ energy ကိုကြည့်ရရဲ့အခုချိန်မှာအရာအားလုံးကို အဲတစ်ချက်ပြန်စဉ်းစားနေတာလို့တွေ့ရတယ်ပေါ့နော်အလုပ်ကိုင်းငွေကြေး relationship ပေါ့ကွယ်အဲအကုန်လုံး socially ပေါ့နော်အကုန်လုံးကိုတို့ကပြောရရင်တော့အရှိမလုပ်ကိုင်းခဲ့တာတွေရှိတယ်ကြိုးပမ်းခဲ့တာတွေရှိတယ်ပေါ့နော်အဲရှောင်းလန်းခဲ့တာတွေရှိတယ်အဲ့ဒါတွေကိုအခုချိန်မှာဒီ seven of pentacle လေးကြားထားနေဆိုရဲသဘောတရားကတော့ တစ်ချက်ပြန်ပြီးတော့တုံးတက်နေတယ်စဉ်းစားနေတယ်အဲ next step ပေါ့နော်တခြား now now step တစ်ခုကိုသွားဖို့အတွက်ကိုတို့ကတော်တော်လေးအဲ decision making လုပ်နေတဲ့အနေအထားကိုတွေ့ရတယ်စဉ်းစားဆုံးဖြတ်နေတာကိုတွေ့ရတယ်တဲ့ဘာလို့လဲဆိုတော့အဲဒီ lava cut လေးကြာထားတယ် two cuts လေးကြာထားတယ်ဆိုတော့အမကတော့ဒီပိုင်းတူးတွေမှာဝေးကြီးကပူစရာမရှိဘူးလို့ဒီ near future မှာပေါ့နော် ပူဇော်မရှိဘူးလို့အမယုံကြည်တယ်။နော် career မှာလည်းပူဇော်မရှိဘူးเนาะအလုပ်ကိုင်းနေနဲ့လည်းပူဇော်မရှိဘူး။အဲဒီမှာပြနေတာတော့အဲဒီဒီ relationship ပေါ့ကွာ relationship အနေနဲ့ universe ကအဲတိထားရမယ့်အချက်ကလေးတွေကို ဖော်ပြပေးနေတယ်ပေါ့เนาะ။အဲ့ဒါဘာလဲဆိုတော့ the lover ကကြားထားတယ်2 cups ကြားထားတယ်ဆိုတဲ့အခါမှာဒီဟာက လာဖာကကြတာဟင်ဒီ relationship မှာအဆင်ပြေနေတာမဟုတ်ဘူးတော့ two of cups ကြတာကမှနည်းနည်းလေးပြန်ပေါင်းဆက်တယ်လို့ပြောလို့ရသေးတယ်လာဖာကကြလာတဲ့အခါမှာတို့တတိထားမှာကဒီရွေးချယ်မှုကိုတို့တတိထားမယ်ပြန်ပြီးရွေးချယ်ရမယ်ပြန်ပြီးသုံးသပ်ရမယ်ပြန်ပြီးစင်ကြယ်ရမယ်ဆိုတဲ့အနေအထားနောက်ပေါင်းဆက်မှုပေါ့နော်ပေါင်းဆက်ဖို့အတွက်တို့စဉ်းစားရမယ်အဲ့လိုမျိုးအနေအထားတွေတွေးရတယ်တဲ့နော်အိဆော့ဆွက်လေးကြားထားတာက သူကအမရဲ့ energy မှာဘလို့ဖြစ်နေလဲဆိုတော့ဒီ relationship ကအဆင်ပြေဖို့မရဘူးပေါ့နော်ပြန်ပြီးတော့သူစဉ်းစားသုံးသပ်နေတာကိုတွေ့ရတယ်ပြန်ပေါင်းစည်းဖို့အတွက်ကိုသူ energy တွေထုတ်နေတာကိုတွေ့ရတယ်နော်အဲပေါင်းစည်းဖို့အတွက်လည်းသူကြိုးပမ်းအားထုတ်နေရတာကိုတွေ့ရတယ်ဒီပြီးတော့ဒီအောက်မှာ3 of wands ကြားထားတယ်ပြီးလို့ရှိရင်လူ3ယောက်နဲ့လူ3ယောက်နဲ့ပေါ့နော်သူ six of pentacles လေးလေး ကြားထားတယ်ဆိုတဲ့အခါကျတော့တချို့တချို့တွေကအကုန်လုံးတော့မဟုတ်ဘူးတချို့တချို့တွေအမတ်တိပေးကျင်တာက relationship ဆိုရင်လူနှစ်ယောက်ဒါပေမဲ့အမ၃ယောက်မြင်နေတယ်အမရဲ့ဒီ intuition မှာ၃ယောက်မြင်နေတယ်ပေါ့နော်၃ယောက်ဒီနောက်တစ်ယောက်ဒီဘသူလဲပေါ့နော်အဲနောက်တစ်ယောက်ပြဿနာနည်းနည်းရှိတယ်ပြီးတော့ justificate ကြားထားတယ်အဲ့တော့ဒီ pie 1 pie 2လေးတွေ sorry เนาะ pie 2လေးတွေကဒီအချိန်မှာသူစဉ်းစားသုံးသက်ပါ ိုကိုကိုကိုရဲ့ inner mind ကိုမေးပါဘယ်လိုရှင်းဆက်မလဲ decision making လုပ်တဲ့အခါမှာလဲ just it ပေါ့နော်တို့တော်တော်လေးအဲတော်တော်လေးကိုတို့တမတမကြကြနဲ့အဲကိုကလည်းမှန်နေဖို့အရေးကြီးတယ်နော်ကိုမှန်နေမှတို့စဉ်းစားသုံးသပ်လို့ရမှာဒီ၃ယောက် intuition ပေါ်နေတဲ့လူတွေမှာလဲစဉ်းစားပါအဲဒီ third party ဆိုတဲ့အနေအထားမှာ အကယ်၍မြဲဟုတ်လားမဟုတ်ဘူးလားပေါ့နော်အဲ့လိုမျိုးပုံစံမျိုးကိုသူကသူများပြောတာယူပဲသူကမတွေးနဲ့နည်းနည်းလေးကိုကိုတိုင်းအစင်ကိုကိုတိုင်းစင်စင်ချင်ချင်လေးနဲ့စူးစူးဆန်းဆန်းလေးနဲ့လှိလာတုံးသက်ပြီးတော့သူရှင်းဆက်ဖို့ကိုစဉ်းစားရမယ်လို့ပြောထားတယ်။အိဆောဆွတ်ကြထားတယ်ဆိုတဲ့အခါကျတော့အမကယူနီဗာစ်ကအတိတ်အတိတ်သော relationship လားသို့မဟုတ် ဒီ relationship ကိုပဲတို့ကလူတစ်စိတ်တစ်နဲ့သွားမလားဆိုတဲ့ဟာမျိုးကိုအမအဲတို့ခံစားရတယ်ပေါ့ကွာအဲ့တော့အကယ်၍မြန်ကိုရဲ့ relationship ကအခြေအနေဘာမှမထူးခြားဘူးတည်တည်ငြိမ်ငြိမ်ပဲဆိုလို့ရှိရင်တော့ဒီ energy နဲ့မကိုက်ဘူးเนาะ career ဘက်ကိုလှည့်ရမယ်အလုတ်ကိုင်းဓမ္မမွေငွေကြီးဓမ္မမွေတခြားလူမှုရေးပေါ့နော်အဲ့လိုကြေတနာတွေမှာအဲ တို့တည်တည်ချာချာစဉ်းစားဆုံးဖြတ်ပြီးတော့လူသစ်စိတ်သစ်ဘဝသစ်နဲ့စတင်စားရမယ်အလုံးသစ်နဲ့စတင်စားရမယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့သွားရမယ်ဒါမှမဟုတ်သွားတဲ့အခါမှာဆိုရင် universe ကတတိပေးချင်တာက justice ပေါ့နော်တို့တမတမဲကြာကြာမြန်မြန်တတညီညွတ်ညွတ်လေးတွေးပါပုဂ္ဂိုလ်ကိုလည်းချစ်ပါလို့ universe ကပြောတယ်အရာအလုံးစဉ်းစားတော့မယ်ဆိုရင်ကိုရဲ့အင်နာမိုင်းကိုမေးပါကိုကိုကိုချစ်ပါ ကိုဘာဖြစ်ချင်တာလဲကိုရွေးချယ်မှုကဘာဖြစ်ချင်နေတာလဲ ကိုယ့်ရဲ့အင်နာမိုင်းကနေပြီးတော့မှပြောလာတဲ့စကားသံကိုနားထောင်ပြီးတော့ရှင်းဆက်သွားပါလို့ universe ကပြောတဲ့အထူးအဖြစ် relationship ပေါ့နော်ဒီပိုင်းတူးလေးတွေမှာနော်ပြီးဆုံးသွားတဲ့ကိစ္စတွေပြန်ပြီးတော့ပတ်သက်လာနိုင်တယ်တည်ဆုံးသွားပြီးထင်တဲ့အကြောင်းအရာတွေပြီးဆုံးသွားပြီးထင်တဲ့အကြောင်းအရာတွေပြန်ပြီးပတ်သက်လာနိုင်တယ်အဲ့ဒါလေးကိုနည်းနည်းသတိထားပြီးပါ ကယ်၍မပြတ်ဆဲခြင်းဘူးဆိုရင်တော့တည်တည်ချာချာလေးဂိုင်တွင်ဆုံးဖြတ်ပေးပါအမကတော့ဟိုဒီ universe ကပါဟုတ်တည်ပေးလဲဆိုတော့တယောက်နဲ့တယောက်ကိညီနိုင်နိုင်နဲ့ harmony ဖြစ်ဖို့ကိုစဉ်းစားပေးပါတဲ့နော်အဲ့လိုဆိုလို့ရှိရင်တော့အဆင်ပြေမယ်မိသားစုနဲ့လည်းတိုင်တိုင်ပင်ပင်လုပ်ပြပါเนาะအရာအလုံးကအရာအလုံးကသူ့ဘက်သူ့ ဖြစ်လာတာဒီ terror ဆိုတာလေဗီဒင်နဲ့တော့တိတ်မတူဘူးเนาะဗီဒင်နဲ့တော့မတူမတူဘူးဆိုတာကလေဘာလဲဆိုတော့ဖြစ်လာနိုင်စရာရှိတဲ့ဒီအကြောင်းအရာ potential တွေကိုတတိပေးတာပဲဖြစ်တယ်เนาะတတိပေးတာဖြစ်လာနိုင်တယ်အဲ့တော့ သူနဲ့ကိုယ်နဲ့မပြတ်ချင်ဘူးလားမပြတ်ချင်ဘူးဆိုရင်တို့ဘာလို့ညှိနှိုင်းကြမလဲဆိုတဲ့အကြောင်းအရာလေးကိုတို့တွေ့ရမှာပေါ့နော်တို့စကားပြောဆင်ခြင်ရမယ်ညှိနှိုင်းနိုင်နိုင်လို့ရမယ်ဖြစ်လာနိုင်တဲ့အကြောင်းဆက်တွေကိုတို့ပိတ်ပင်တားဆီးရမယ်ပေါ့ကွာ EX နဲ့ပတ်သက်လို့ရှုပ်လာနိုင်တယ်ဆိုရင် EX နဲ့ပတ်သက်တဲ့ source တွေအားလုံးကိုတို့ကပညာသားပတ်ပါလေးနဲ့တို့ကဖယ်ရှားလိုက်မယ်ဆိုရင်တို့ relationship ကအဆင်ပြေချောမွေ့သွားမယ်လို့အမကတော့ထင်တယ်ပေါ့နော် ဲ့တော့ဒါလေးကိုတော့တတိထားပေးပါကျန်တဲ့ငွေရေးကြေးရေးကိစ္စအလုပ်ကံကိစ္စဘာမှသိပြီးဆိုရင်ကြာမရှိဘူး relationship နဲ့ပတ်သက်လို့ဆိုရင်ကြာရှိတယ် EAS နဲ့ပတ်သက်တဲ့နောက်ဆက်လေးတွေပေါ်လာနိုင်တယ်အတိတ်ကပြီးသွားပြီဖြစ်တဲ့အကြောင်းအရာတွေပြန်လာနိုင်တယ်အဲ့တော့အဲ့ဒါလေးကိုတတိထားပေးပါ okay ဖိုင်ဝမ်းလေးဖိုင်2လေးတွေနော်ဖိုင်2လေးတွေတတိထားပေးပါကျေးဇူးပါဘိုင်ဘိုင်စင်ပြေချောမိပါစေနော် okay ဖိုင်3လေးပေါ့နော် အခုက pine tree လေးတွေเนาะ pine tree pine tree ကိုရွေးချယ်ထားတယ်သူလေးတွေအတွက်အမဒီ terror ကလေးတွေနဲ့ကြည့်ပေးပါမယ်။အော် pine tree လေးတွေကเนาะခွင့်ရလန်ခွင့်လန်တွေအများကြီးရှိတယ်เนาะအဲဒီ near future မှာသူ ညှော်လင့်စရာတွေရလာနိုင်စရာတွေအခွင့်အလမ်းကောင်းတွေ blessing တွေအများကြီးရှိတယ်ဒါပေမဲ့ကိုကိုတိုင်းအဲ तू ကတော့ဒီလိုမျိုးတိမ်ထဲမှာအကုန်လုံးကထားတာတိမ်ဆိုတာလွင့်ပါတတ်တဲ့အရာတွေเนาะအဲ့မှာမကောင်းတာတစ်ခုလောက်ပဲပါတယ်เนาะအကုန်လုံးဒီကြောက်တမ်းပလန်များတွေစံရီစပါးတွေရွှေငွေတွေပေါ့ကွယ်အနင်းတန်းတွေပေါ့เนาะအဲ့ဒါတွေအားလုံးကို तू ကပေးထားတယ် universe ကဒါပေမဲ့ तू ကတိမ်ထဲကနေပြီးတော့ပေးတာเนาะအဲ့တော့ကိုကိုတိုင်းကလုပ်ဖို့ပဲလိုတယ်ကိုကိုတိုင်း ပါဝရွေးချယ်မလဲဆိုတာအရေးကြီးတယ်เนาะတော့မကောင်းလားဆိုတော့နမိတ်ကလေးကကောင်းပါတယ် queen of swords queen of swords ဆိုတာလေးကလည်းကောင်းပါတယ်เนาะပြီးတော့ ten of wands ပြီးတော့ဒီမှာလဲ two of cups ပြီးတော့ဒီမှာ four of pentacles ပြီးတော့ three of cups ပြီးတော့ the fool အဲ့ဒီတော့ တို့ကပါပြောရမလဲဆိုတော့အလုတ်တွေကိုတဲ့အရန်ဟိုပေါ်တော့မနိုင်မနစ်ကိုနဲ့ကိုအားနဲ့မတန်မဆရအလုတ်လုံနေတာကိုတွေ့ရတယ်ဘလို့အလုတ်မျိုးပဲဖြစ်ဖြစ်ပေါ်တော့အလုတ်ဆိုတာမျိုးကအာတို့နေပညာသင်ကြားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အလုတ်လုတ်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးငွေရှာတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးကိစ္စတွေမှာကိုနဲ့ မတန်တဲ့ပေါ်တော့အာအာမန်နေကိုတုံးပြီးတော့ကျွတ်ကျွတ်ဆာဆာရုံးကန်နေရတာတွေ့ရယ်။နော်အတင်းကိုဟိုမနိုင်ဝန်ထမ်းနေရတာလည်းတွေ့တယ်။နော်ပြီးတော့တို့ဝေကုံချေးကြပေါ့နော်။ကိစ္စတွေရှိတာကိုတွေ့ရတယ်။အဲ့တော့ဒီမှာ photo pandigen ဆိုတာကလေဒီငွေကြေးတွေကိုရလာတဲ့ငွေကြေးတွေကိုပိုက်ပြီးတော့ပေါ့နော်။လောဘကြီးနေတာလား။ အာတို့ဘယ်လိုပြောမလဲသုံးဆွဲရမှာနှမျောနေတာလားအဲ့လိုမျိုးပုံစံမျိုးလည်းတွေ့ရတယ်တဲ့เนาะအဲ relationship မှာတော့အမှတ်မြင်တာတော့အာတယောက်နဲ့တယောက်ပေါ့เนาะပြန်ပြီးတော့ဥပမာအဆင်မပြေတဲ့ case အဆင်မပြေတဲ့သူတွေရှိရင်လည်းပြန်ပြီးတော့အဆင်ပြေသွားနိုင်တယ်ကွဲကွာနေတဲ့လူတွေရှိရင်လည်းပြန်ပြီးတော့ပေါင်းဆက်သွားနိုင်တယ်ပေါ့เนาะ ပြီးတော့သူခုလုံနေတဲ့အလုတ်ဒီပေါ်ပါလုံနေတဲ့အလုတ်ဒီပြန်ပြီးတော့သူအစဉ်ပြေချုံးဝင်သွားနိုင်နေတော့အောင်မြင်သွားတဲ့အရာတွေလည်းရှိနိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုလုံနေတဲ့အလုတ်ဒီကအောင်မြင်တော့မဲ့အနေထားကိုရောက်သွားနိုင်နေပေါ့နော်အဲ့တော့ the full ကလေးကြရတယ်ဆိုတဲ့အတွက်ကိုရဲ့အောင်မြင်မှုတွေကသူအဆုံးစားမရှိပဲเนาะပြောရလို့ရှိရင်လေတုံညဆိုတဲ့ ကိန်းကနန်လေးတုံညဆိုတဲ့ကိန်းကနန်လေးက infinity ပဲเนาะဒီဒီအများကြီးအများကြီးဖြစ်သွားနိုင်တယ်ကွာဒီတုံညက၅လုံးဖြစ်သွားရင်တသိန်းဖြစ်မယ်၆လုံးဖြစ်သွားရင်၁၀သိန်းဖြစ်မယ်အဲ၁၀ကနန်ဖြစ်သွားမယ်အဲ့လိုမျိုးပေါ့ကွာတုံညဆိုတဲ့အမျိုးဟာတို့ infinity ပဲအများကြီးဖြစ်သွားနိုင်တယ်ဒီမှာ7 of 7 of cups ရဲ့တဖူးရဲ့ကြလာတဲ့အခါမှာတင်လောရမယ့်အလုပ်ကလုပ်ကိုလုပ်ရမယ်เนาะလုပ်ကိုလုပ်ရမယ်တွတ်တွတ်တိုက်တိုက်လုပ်ရမယ် เนาะကိုမအတိကကတော့ပါလေအရင်ချင်းနေရှိဖို့ပဲလိုတယ်ကိုမဖြည့်ထားတဲ့ဝမ်းစာရှိဖို့ပဲလိုတယ်အရှိကိုဆက်သွားပါလုတ်ပါဘာကိစ္စဖြစ်ဖြစ်တွန်းတွန်းတိုက်တိုက်သာ လုတ်တော့အဆင်ပြေသွားနိုင်မယ်လို့ universe ကတတိပေးနေတာเนาะဟိုအခုမနိုင်ဝန်ထမ်းနေရတယ်ဆိုလဲဒါကမတက်နိုင်ဘူးလောရမှာပဲပေါ့နော်နောက်ဆုံးကြလို့ရှင်အောင်မြင်တဲ့အနေထားကိုရောက်သွားနိုင်မယ်လို့ universe ကပြောပါတယ်တဲ့เนาะအဲငွေကြီး ကုန်ကြရတယ်လေရှိရယ်ငွေကုန်ကြေးကြတယ်လေရှိရယ်နော်ကိုယ့်ရဲ့ငွေကိုပိုက်ပြီးတော့အကုန်ကြမခံနိုင်ရင်လေမရင်းနှီးပဲနဲ့တော့ဘာတစ်ခုမှဖြစ်လာစရာအကြောင်းမရှိဘူးနော်ဒါကတော့ဒီ financial ကိုပြောတဲ့သဘောလို့တော့အမှထင်တယ် career နဲ့ဒီလုပ်ငန်းပိုင်းနဲ့ငွေကြေးပိုင်းနဲ့ပေါ့နော်အဲ့ဒါကိုဆိုလိုတယ်လို့တော့အမှထင်တယ်နော်အမ်ရင်းကြရရှိရင်လိုက်လှုပ်ရှားရှိရင်လှုပ်လိုက်ပေါ့နော်အဲ့တော့တက်ကတ်ကြတယ် နော်ဓက်ကက်ကြဓက်ကက်ကြရဲဆိုတဲ့သဘောကတို့ကိစ္စဒီတော်တော်များများတို့ဟိုဘယ်လိုပြောရမလဲအဆုံးတက်သွားနိုင်နေဆိုတာပေါ့နော်ဘာအဆုံးတက်မလဲဆိုလို့ရှိရင်တို့မကောင်းတဲ့ဟာတွေကိုအဆုံးတက်ပလိုက်တော့เนาะ အာနမကြီးနော်မအခုအခုမကောင်းတဲ့ကိစ္စတွေပေါ့ကွာအခုမနိုင်ဝန်ထမ်းနေရတာတွေဘာတွေပေါ့နော်ဘယ်လိုမျိုးဖြစ်နေတဲ့ဟာတွေအဆုံးသတ်လိုက်တော့ relationship မှာအဆင်မပြေဘူးဆိုတဲ့အရာတွေက ြန်ပြီးတော့သူတို့အဆင်မပြေဘူးဆိုတဲ့အကြောင်းအရာတွေကပြီးဆုံးသွားပြီး ပြန်ပြီးတော့ဘဝတစ်တစ်ခု အချစ်တစ်တစ်ခု relationship တစ်ခု အသက်တစ်ခုပေါ်တော့ပြန်ပြီးတော့ဖြစ်လာနိုင်တယ်သူနဲ့ကိုနဲ့မှလည်းအခုအဆင်မပြေဘူးတစ်ချက်ချက်ဖြစ်တယ်ကွဲမလို့ကွာမလို့တွေဖြစ်တယ်အဲ့လိုမျိုးဖြစ်လာတဲ့နေတဲ့ situation ကနေပြီးတော့အဲ့ဒါတွေအားလုံးရပ်တန့်ပြီးတော့လုံးဝကြီးကိုကွာလူတယောက်ပြောင်းသွားတဲ့လူမျိုးပေါ့နော်အဲ့လိုမျိုးစိတ်တစ်ခု ပြောင်းသွားတဲ့လူမျိုးပေါ့နော်အစ်စ် စ်တော့အချစ်တွေနဲ့အစ်စ်အစ်စ်တော့စိတ်တွေနဲ့เนาะပြန်ပြီးတော့အစ်စ်ဖြစ်သွားနိုင်တယ်လို့ပြောတာပေါ့เนาะအဲဒါပေမဲ့လို့ universe ကတော့ပေးတယ်เนาะပစ္စည်းတွေပေးတယ်ရွှေငွေတွေပေးတယ်ကြောက်တံပြရများတွေပေးတယ်ကိုခံယူမှဖြစ်တာเนาะကိုမခံယူရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးကိုကနေပြီးတော့မှပျော်ပျော်ရွှင်ရွှင်နဲ့ကိုနေမယ်ဒီလိုမျိုးအခုဒီမှာ photo cups လိုမျိုးလုံးဝကြီးကိုတည်တယ်မှလာလက်ပိုက်ပြီးတော့ငူငူငိုင်ငိုင်နဲ့ကွာ တို့စိတ်မဝင်စားစိတ်ဝင်တစားမလုပ်ဘူးဆိုရင်တော့ဘာမှဖြစ်လာမှာမဟုတ်ဘူးဒီအလုပ်ကင်ပိုင်ငွေကြေးပိုင်းမှာဆိုလို့ရှိရင်ရစရာတွေအောင်မြင်စရာတွေအများကြီးရှိရယ် relationship မှာကတော့ဒီမှာတွေ့လာ the sun เนาะ the sun ဆိုတဲ့ကတ်ကလေးလဲကြားရဲဆိုတဲ့အတွက်အားလုံးကအောင်မြင်လာနိုင်မယ်အမစိတ်ထင်ဒီမနိုင်ဝန်ထမ်းနေရတဲ့ကိစ္စတွေလဲပြီးဆုံးသွားတော့မယ် ချီကိုပေါပေါပါပါနဲ့တို့ဟာရှစ်ဆက်ရတော့မယ်ကွာเนาะအဆင်မပြေမှုတွေထားခဲ့လိုက်တော့เนาะရင်းနေစရာရှိတာရင်းနေမြုပ်နှံစရာရှိတာမြုပ်နှံမြုပ်နှံပြီးလို့ရှိရင်တို့အရှိကိုပေါပေါပါပါနဲ့ရှစ်ဆက်ပြီးတော့သွားလိုက်တော့ကိုယ့်ကိုရောင်ကြီးတွေဖြာပြီးတော့အားလုံးဟာအဆင်ပြေချောမွေးစွာနဲ့စောင့်နေလိမ့်မယ်အဲ့ဒါကိုမှကိုကဒီ energy ကိုမှကိုက claim လုပ်ဘူးလက်မခံဘူးဆိုလို့ရှိရင်တော့ဒါကတော့ကိုတိုင်းနဲ့ ုကံမဲတယ်เนาะအရာအလုံးကဒီသူ့ဘက်သူလေပတ်နေတာကွာကောင်းတာတွေတိုင်းကိုယူမှဖြစ်မှာကိုမယူလို့ရှိရင်ရမှာမဟုတ်ဘူးเนาะကိုမယူလို့ရှိရင်တော့ဘယ်လိုမှမရဟောဒီမှာ ace of pentacles เนาะ ace of pentacles ဆိုတာလေးကြဒီမှာကြည့်ဒါလေးကိုကြည့်ဒီမှာအရှိရမကောင်းတာတွေအလုံး and ဖြစ်သွားတော့မယ် ASOS Swas အစပြုတော့မယ်ပြီးလို့ရှိရင် ASOS Pantike အရာအားလုံးကဒိုးကအစ်စ်အစ်စ်သောဘဝမှာတကယ်ကို positive energy နဲ့သွားတော့မယ် the focus ဆိုတာကလေလုံးဝကိုပေါပေါပါပါပဲเนาะလုံးဝပေါပေါပါပါပဲတကယ်ကိုသူ့မှာဘာ tension မှမရှိဘူးသူ့မှာဘာဆိုရင်စိတ်ဘာတော့ကမှမရှိဘူးသူ့မှာပျော်ပျော်ပါပါပဲသူသွားတော့မယ်ဆိုရဲအနေထားကိုတွေ့ရတယ်အဲ့တော့မကောင်းတာတွေထားခဲ့လိုက်တော့ fine 3လေးတွေကကောင်းတဲ့ energy ဘက်ကိုတို့ဒီနှစ်ကုန်တာနဲ့ကူပြောင်းတော့မယ်တဲ့เนาะအဲ့တော့အားလုံးဒီအစဉ်ပြေချုံးမှုတဲ့ relationship မကောင်းဆိုလဲထားခဲ့လိုက်တော့เนาะပြီးလို့ရှင်စိတ်သိလူတင်တဲ့အစအနေပြန်ပြီးတော့တို့ဒီလူပဲဖြစ်ဖြစ်မနာ relationship တစ်ခုလည်းဖြစ်ဖြစ်မယ်ကွာเนาะပြန်ပြီးတော့အစပြုတော့မယ်တဲ့တို့ဒီ2025ရဲ့နောက်ဆုံးဒီ last month မှာဆိုလို့ရှင်မကောင်းတာတွေအားလုံးထားခဲ့လိုက်တော့တို့ သွားတော့မယ်เนาะကောင်းကောင်းမွန်မွန်နဲ့ဘဝကိုပေါ့ပေါ့ပါပါနဲ့ရှေ့ဆက်တော့မယ်ဒီမှာတွေ့တာ three of cups လေးချာပျော်ပျော်ပါပါနဲ့သာရှေ့ဆက်လိုက်တော့ဒီငွေကြေးတွေကိုပိုက်ပြီးတော့ဘာလို့ဆိုရင်တော့ကလေးရောက်ဘာလို့ဒီမတန်တဆတွေလုံနေတော့မှလည်းဟုတ်တယ်မလားเนาะပေါ့ပေါ့ပါပါလေးနဲ့ပဲသွားလိုက်တော့တဲ့မနိုင်ဝန်ထမ်းနေရတဲ့အလုပ်တွေကိုအဆုံးသတ်လိုက်ပါတော့လို့ universe ကပြောထားပါတယ်ဖိုင်ထရီလေးလေးအစဉ်ပြေချောက်မိပါစေเนาะအမကတော့လုံးဝကြီးကံကောင်းတယ်လို့မြင်ပါတယ်ရှင့်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်